င်္ဂလာပါရှင်။ရွှေ Audio Book Channel ကနေကြိုဆိုလိုက်ပါရစေ။ကျမကတော့တင်ဆက်သူဝါလီပဲဖြစ်ပါရစေ။ဒီနေ့တင်ဆက်ပေးခြင်းတဲ့စာအုပ်လေးရဲ့နာမည်ကတော့ဆီယမမိုးမိုးအင်းရရေးသားထားတဲ့ site တုံးကတော့မချစ်စုဆိုတဲ့စာအုပ်ကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးခြင်းတာပဲဖြစ်ပါရစေ။စာအုပ်လေးမပပြခင်မှာ channel လေးကိုလည်း like and subscribe လုပ်သွားပေးဖို့တောင်းဆိုလိုက်ပါရစေ။ကျေးဇူးများရှိတင်ပါတယ်ရှင်။ဟဲမဝါ အန်အောင်ဝမ်းသာသောတန်နဲ့မိစွေတယောက်အိမ်ပေါ်မှာပြေးဆင်းလာတယ်။ကိုစုံမပါဘူးလား။မဝါကအตาကောင်းကပြလိုက်ပြီးမိစွေကမဝါပစ္စည်းများကိုနေရာချပေးပြီးမဝါကိုစစ်စစ်ကြည့်တယ်။မဝါပါပြင်ပေါ်သူမျက်ရည်များစီးချလာတာ။မိစွေသိပါပြီ။မိစွေကဘာမှမမေးပဲမဝါအတွက်တမင်တလုံးထချက်ရင်အမေစီပြေးပြောတယ်။မဝါငိုနေလေမချော့ရ။ချော့လေမဝါပုံငိုတတ်တယ်။ မဝအကြောင်းသိပြီမို့မိစေဘာမှမမေးပဲနေတယ်။ဘာပဲဖြစ်ဖြစ်မတွေးရတာကြာပြီဖြစ်တော့တငယ်ချင်းတယောက်အိမ်သူဆိုက်ဆိုက်မြဲမြဲရောက်လာသည်အတွက်မိစေကဝမ်းသာလိုက်သေးတယ်။မိစေရောမဝပါ။ကြောင်းပိတ်ချင်းအားလည်းရမို့ကြာကြာနေနိုင်ကြမယ်။ညနေကြလင်အင်းရကန်တို့မဝနဲ့လမ်းလျှောက်ထွက်ရအောင်မယ်။အင်းရသည်ပူရင်လာနေတယ်။ရခင်ကမြက်ပင်ရိုင်းတို့ဖုံးလွှမ်းနေခဲ့တော့ကံမောင်ရိုးဝယ် ယူရီယာကနုတ်များပြီးတင်းနေနေတယ်။စွကျဆက်လမ်းမအထွက်ကံမောင်ထိမမတက်ပဲတရားဖြူလေးအုတ်လေကမှတက်ခဲကြတယ်။ပြီးမှကံမောင်ထိတို့ပြန်လျှောက်တယ်။ဤကန်တော့ဝယ်မိစေရေချိုးမြက်ဖြစ်တယ်။မိစေတို့တအိမ်သားလုံးရဲ့အဝတ်များကိုဤနေရာမှာပဲလာလျှော်လေးရှိတယ်။အဝတ်မလျှော်ရဟုသောစိုင်းမုတ်ကလေးသည်ဤနေရာတွင်ပျောက်သွားလိုက်ပေါ်လာလိုက်နဲ့တန်တရာလေနေတတ်တယ်။မိစေရောကမူတနေ့မပြတ်အဝတ်လာလျှော်မြဲသည် မောဝအင်းလျာကံမှာကောင်းလျှော့ခြင်းနဲ့တချိန်ကမောဝဤသူပူဇော်ဘူးတဲ့ဒီတုန်းကမောဝတို့ဒုတိယနေ့တင်ကြမှာတက်ရောက်နေစေအင်းလျာဆောင်တွင်နေသောမောဝတို့အုပ်စုတဲတွင်နေချောင်းသူမိစေတယောက်ကအပေါင်းတင်လာဖြစ်နေတယ်ကောင်းလျှော့ခြင်းနာများဟဲ့အင်းလျာကံမှာမှလျှော့ခြင်းရတယ်လို့မမကြီးကလူကြီးဆက်ဆံတားမြစ်တယ်မိစေအင်းလျာကံမှာရေချိုးနေကြပဲမိစေနဲ့လိုက်ခဲလို့မိစေကခေါ်တော့မောင်ဝရေမကူတတ်ဘူးနော် မိဆွေတောင်းယူမယ်မလားရေတဲတော့မစင်းနဲ့ဗောရေစက်မှာပဲချိုးလေဒီလိုနဲ့မဟုတ်ပါအင်းရရင်နဲ့ထိတွေ့ခဲ့ရတယ်ညကအဆောင်မိုးထခွန့်ပန်ရင်မိဆွေတို့အိမ်မှာအိတ်တယ်မနဲ့အစိုးကြီးအင်းရတို့ထွက်ခဲ့တယ်မိဆွေက အဝတ်တွေတပုံတပင်ကြီးထိုင်လျှော်တယ်မဟုတ်ပါကရေချိုးတယ်ဟေးဟေးဒီမှာအဝတ်မလျှော်ရဆိုတာမမြင်ဘူးလားမဟုတ်ပါအလံတကြောင်မောကြည့်မိပြီကံမောင်ထက်မှမတက်ရွရွစီးကြည့်နေတော့ လူရဲ့တယောက်ကိုမြင်ရတယ်။မောက်ဝါကရေမပေါ်တဲ့လမ်းတစ်ဖက်ကိုရှက်ထားမိပြီးရေစုံနေသောစပင်များက မောက်ဝါပကုံးပေါ်တွေအေးချနေတယ်။လမ်းလျှောက်ထွက်သလားကိုစုံ။မိဆွေကအေးအေးဆေးဆေးပြုံးရင်မေးလိုက်ပြီးတို့အခါမှာကိုစုံစုသူရဲ့မျိုးလုံးများကို မောက်ဝါထံမှလွှဲ၍မိဆွေကိုပြုံးပြီးကောင်းကြီးပြရတယ်။တော်ကြငါလည်းကြင်ဦးမယ်ဟိ။မိဆွေဖိုးကြော့ကြီးကိုပြောလိုက်။ကိုစုံလက်ထက်သွားမှာ မောက်ဝါမှာတပြင်းချနိုင်တော့တယ်မိဆွေတို့ကိုတငယ်ချင်းလေမောက်ဝါဒီတုံတုံရင်ဖြစ်အင်းကြီးမြာကိုပြန်ဝက်တယ်ရေချိုးရတာတော့ကောင်းမရဲ့ဟဲ့လမ်းလျှောက်တဲ့သူတွေကရှေ့နေတော့ရှက်စရာကြီးနော်မိဆွေတို့တော့ရိုးနေပြီနှစ်ယောက်သားအိမ်ပြန်ရောက်ချိန်ဝင်အိမ်ပေးရှိကုတ်ပြစ်တွေအကိုကျော်နဲ့စကားပြောနေတော့သူ့ကိုမြင်ရတယ်သူကစေးတက်ကတူမာလီစရုပ်ထာနေရောက်နေပြီလီလန်းနိုင်မှာပဲနေတယ် ဘသူ့ကိုပြောနေတာလဲမိဆွေကိုစော်လီကိုစော်ဖြိုးသူကမိဆွေအဆက်မို့လားအိုးမဟုတ်တာမောင်ကစိတ်ဝင်စားမလားလို့ပြောပြနေရတာပါတော်စမ်းမကွေဆရာဝန်ဆိုကိုဘယ်တော့မှမကြိုက်ဘူးဆရာဝန်တို့စစ်ဖို့လို့ဆိုတာတွေဆရာဝန်တို့စစ်ဖို့လို့ဆိုတာတွေကအလုံးများတယ်မိမအနာမှာမနေနိုင်ဘူးမဟုတ်လားမောင်ကကမောင်ကချစ်တဲ့သူကိုအနာကခွာစေချင်တာမဟုတ်ဘူးအယူအယာတိတ်ကြိုက်တာ ဒီတော့ဘာဖြစ်မလဲသူတို့ကိုယူရင်မောဝါဆိတ်ဆင်းရမှာပေါ့အမလီမောဝါရေဒီလောက်တောင်းမဲလားတို့နစ်ကမောဝါမေဆုံးနေမောဝါဆောင်းမွေးကြရတယ်မောဝါချစ်တော်အင်းလျာဆောင်ကိုစွန့်၍အပြင်မှာဘောရာငန်းနေရတယ်မိစေတို့အိမ်နဲ့နှီးသောနေရာကိုမောဝါရွေးချယ်တယ်မောဝါနေတော့ဘောရာဆောင်သည်အင်းအကန်နဲ့နေတော့ထိုးကြောင်လေမိစေကိုအဖို့ပြွ၍မောဝါအင်းရတို့အယောင်များခဲ့ရပြန်တယ် အင်းရရဲ့ညနေအလားကိုလည်းတဝါချီခံစားတတ်လာတယ်။မိစေတို့မိသားစုသည်မဝါကိုဂယူဆိုင်လာတယ်။မိစေတို့မောင်နှမတစုသည်ညနေတိုင်းမဝါကို လာခေါ်တယ်။မဝါစိတ်ပြလက်ပြောက်ဖြစ်စီရန်လက်လျှောက်ထွက်ကြပြီးရည်စရာစကားဖွဲ့ရေးဆိုကြတယ်။ဒီရင် ကိုစုံနဲ့လည်းယင်းနီလာရတယ်။မိစေတို့နဲ့အတူ ကိုစုံမကြမကြပါလာမြင်။နောက်နေ့တွင်မဝါတန်ကိုစုံတယောက်နဲ့ရောက်လာတယ်။ မဝနဲ့လဲစကားကြာကြာပြောပြတယ်။သူသိကျင်တော့မဝဘွားကိုလဲတင်နာလိုက်လာရတယ်။မဝရဲ့အဖေသည်မဝငယ်စဉ်ကလေးကဆုံးမခဲ့တယ်။မကြသေးမိကပဲမဝမေးလဲဆုံးသွားခဲ့ပြန်တယ်။မဝကိုဦးလေးတော်သူတို့ကထောက်ပံ့နေပြီးမဝရဲ့မောင်နှမရင်းချမရှိတကောင်ကျွတ်သူနှစ်ကမဝဆောင်းမွေးအောင်နေတိုးတော့အဆောင်နေခွင့်ပြန်မလျှောက်တော့နေလက်ဆနဲ့အပြင်ဆောင်မှာပဲဆက်နေတယ် ဒီနေရာရတဲ့ငယ်ချင်းများနဲ့လည်းခင်မင်နေကြပြီတခန်းနဲ့နေရီမာတဖက်ခမ်းမချူချူနုနုမကြီးတန်မာမီစသည်စသည်မလက်ထက်ရင်ဆရာဝန်မလက်ထက်မယ်ရီမန်းချက်ကြီးလာတော့ရီမာကကြွေးကြော်တယ်ဆရာဝန်ကနင်းမကြရင်ကို မကြီးတန်ကပြောင်းပွင့်မေးပြီဒါကတော့ကိုဘက်ကလည်းစူးစမ်းရမှာပေါ့ရီမာကလည်းပုံမှန်လေးလေးပြန်ပြောတယ်ငါကတော့ ចောင်းសៀកក៏លឿញបាភិភិមជីដានក៏ទូចៃကိုភွှဲហារិម៉ងអារុទីកូបွားကိုសេកូនេះកောင်းដែរបោចារិកូភិជិនណាកូទ្វេចារិទ្វេធម្យကိုលេណោមមកភွှဲហាចាပြန်នេះម៉ាសៀវិនណេះលាត់ដាច់ជិនដែរဆိုយម៉ងអារុកាត់បោនុនុកាမောင်ဝါကိုမင်းငေါပြရင် ပြောင်းနေကေတရာသာချင်းသေးတော့မြည်သည်တကူထဲမှာနှကောင်မအောင်ဘူးတဲ့မာကမောင်ဝါကိုကြည့်ရင်စိုးပြန်နေ အမလီမောင်ဝါနဲ့အခင်ကြီးပါနော်မောင်ဝါဆရာဝန်လည်းမကြိုက်ပါဘူးအမိကြိုက်ရင်အောင်သွယ်ပြီးပါမယ်ပြောတာပြောရရင်းထဲမှာတထိတ်ထိတ်နဲ့ချိုချိုကမောင်ဝါရင်ကိုအသာပြပေးတယ်ကဲငါသမီးကဆရာဝန်မကြိုက်ရင်ဘာကြိုက်တယ်လဲပြောသမီးစိတ်တိုင်းကြားစီရမယ်အားလုံးကမာမီကိုခေါ်တော့မမများကဝင်မေးတယ်မောင်ဝါသည်အတန်ကြာစဉ်းစားသလိုလုပ်နေပြီးမှခက်တိုးတိုးဖြေတယ်စာရေးစရာ သွားပြီမွဲဖို့သာပြင်ရီမာကခေါင်းကိုပြပြလေးရင်စောက်သက်ကပြောလိုက်ရာအားလုံးရီမောကြတော့တယ်မွဲကြလဲမွဲပါစီတော့မဝကို နားလဲပြီသဘောတော့ပြပြဝဝနဲ့ချင်းချင်းနာနာရှိမယ်ဆိုချင်းနဲ့ပြီမင်းရဲ့အတူရရစီတော့ဆိုရာမျိုးလားသဘောတော့ပြဝပြီချင်းနာတဲ့လူတယောက်ဟာကိုချက်သူကိုတမင်းရဲရတဲ့ဘဝမျိုးဖြစ်အောင်ဒါမှမဟုတ်ပါဘူးမဝကသူ့ယုံကြည်ချက်ကိုခိုင်ခိုင်မာမာဆိုကြည့်တယ် မောဟဘဝကိုစာနာနားလေသူအားလုံးကမောဟမျောမှန်းသောဘဝမျိုးမှာ မောဟတယောက်ချမ်းမြေ့စွာနေနိုင်ပါစေလို့ဆုတောင်းကြတယ်။ရီမိုက်ရီမန်ချက်ကမူကြောက်ခမန်းလေးလေးတီမာတော့ပြပြဆိုဆိုချက်ချင်းသာနေရမယ်ဆိုရင်တခြားဘာမှမလိုချင်ဘူးချက်ချင်းလည်းချင်းချက်ချင်းလည်းနေဒူးနဲ့မြေကြီးတုံနေရမယ်ဆိုရင်တော့တိုက်ပုံမှာနေစူပါပုံမှာမြေကြီးတုံရမယ်ဆိုရင် ပြီးတာပဲမဟုတ်ဘူး အားလုံးလက်မြောက်ထားကြရတယ်အမေတို့ကိုလှုပ်ကြွေးရအောင်မယ်ဆိုတော့မိဆွေတယောက်ဘွေရဘေးလင်ပြီးချင်းယောက်ျားယူသွားတယ်တရက်ွက်ထဲနေငယ်ကျန်းစီချစ်သူနဲ့လက်ထက်ရသည်မို့မိဆွေတယောက်အပျော်ကြီးပျော်နေတယ်အမေကိုနှစ်ယောက်လှုပ်ကြွေးမှာဘောလို့လဲဆိုလိုက်သေးတယ်အမေတို့အိမ်နီးနားမှာငားနေတယ်အမေကိုပတ်ဆက်အပ်တယ်အမေအိမ်မှာစားပြီးမိဘမဲ့တို့မဝါအတွက်မိဆွေမေသည်သူ့အမေပဲဖြစ်လာရတယ် အမေဒီသားသမီးများရဲ့တငယ်ချင်းများကိုသားသမီးတပွဲချစ်တတ်တယ်။အားလုံးထဲတွင် ကိုစုံနဲ့မောဝါကိုအချစ်ဆုံးလို့ဆိုတယ်။ကိုစုံနဲ့မောဝါကိုနီးစပ်စီလို့သောဆန္ဒလည်းရှိတယ်။သို့သောကိုစုံတယောက်စေချောင်းသူပျော်ပြူချောတခုနဲ့တွဲနေပြီဖြစ်ကြောင်းတည်သောမဆွေကဘာမှမပြောတကယ်တော့မစ်ဆွေဒီလေကိုစော်နဲ့မောဝါကိုနီးစပ်စီလိုလာတယ်ကိုစော်ဒီဆီယံဝင်လောင်းတယောက်ဖြစ်တည်ကလွဲ့၍ မဝလူချင်းသောပုံစံမျိုးရှိသူသာဖြစ်တယ်။သဘောရပြေဝပြီးကြည်ကျနနာဆက်ဆံတတ်တယ်။ချစ်တတ်တယ်။ကိုစော်တယောက်မဝအပေါ်ရင်းနှီးခင်မင်သည့်မိတ်ဆွေတဦးထက်ပို၍စိတ်ဝင်စားဖို့မပြစီကိုမိတ်ဆွေမချင်မရဖြစ်နေမိတယ်။သို့ပေမဲ့အချစ်ဆိုရကလည်းအခက်သာဖန်တီးလို့ရတာမျိုးမဟုတ်ပဲ။တို့တိုင်းတနေ့တွင်ထူဆန်းသောစကားတရက်ကိုမဝကဆူလာချေတယ်။ကိုစော်က မောင်မောင်ကိုလက်တက်ချင်တယ်တဲ့ဟေးဟုတ်လားဘယ်တော့ကပြောတာလဲဘမပြောတာလဲမောင်မောင်ကကိုဘာပြန်ပြောလိုက်တလဲဖြည်းဖြည်းမေးစမ်းမှာမိဆွေရဲ့မောင်မောင်တို့အဆောင်မှာလာပြောတာဗောမောင်မောင်ကတော့သူ့ကိုမယုံဘူးဘာလို့မယုံတာလဲမိသားမိရတယ်ကိုစောဆေးချောင်းသူတို့နဲ့တွဲနေစီကိုမောင်မောင်သိနေပြီလားလို့စိုးရိမ်သွားမိတယ်သူ့မောင်မောင်ကိုချစ်တယ်ဆိုတာမယုံဘူးလေ မချစ်ဘဲနဲ့လက်တတ်ကျင်တယ်လို့ပြောပါမလားတခါတလေယောက်ျားရိဟာဒီလိုပဲပြောတတ်ကြတာပဲသူနေ့ကကိုစိုးစီကိုမိဆွေသွားပြီးသူ့ကိုအတိမပေးပဲမဝါကိုချီးရဆိုရကောင်းလားလို့ရန်တွေ့တယ်ကိုစိုးနဲ့ចောင်းသူတယောက်တွဲနေကြတယ်ဆိုရာကကိုဘာသဘောလဲလို့စစ်ဆေးတယ်ကိုစိုးကရီလို့သာနေတယ်ပေါ်ပေါ်ဆက်ဆက်မလုပ်ပါနဲ့ကိုစိုးမဝါဟာတခြားမင်းကလေးလို့မဟုတ်ဘူးဆရာတိတ်ငယ်တတ်တယ် သူ့ဘဝအကြောင်းလဲကိုစောတီတာနေပေါ်ပေါ်ဆဆလောက်တာမဟုတ်ပါဘူးမိဆွေရေငါမဝကိုတကယ်ချစ်တာပါတခြားเจ้าသူနဲ့တွဲတယ်ဆိုတာလဲရွရွခင်တာပါမဝကိုငါတကယ်လက်ထက်ယူမှာပါတကယ်ပါယူမင်းရင်လဲမဝကိုစိတ်ဆင်းရအောင် မလုပ်ရဘူးနော်ဟာစီကန်းချက်တွေကလည်းများလားကြည်လားနေပေါင်းမဝကကိုငါ့ကိုချစ်တယ်တယ်လားဒါတော့ဘယ်သိမလဲတိုးနေကပြန်လာလာရတယ် မိစွေရင်ထဲမှာမတင်မချဖြစ်နေတယ်။မောဝါနဲ့တွေ့ပြန်တော့လေအေးဆက်ဆက်ဒီလိုနဲ့မောဝါရိုဇလန်းဒီတနေကူခဲ့ပြီ။မိစွေလက်ထပ်ပြီးနောက်တစ်နေ့မှမောဝါចောင်းစရာအလုပ်ကိုရရတယ်။အလုပ်ကဝင်ကြရသည်နဲ့တယောက်နဲ့တယောက်အလံဝေးသွားကြပြီ။မောဝါစီလည်းမိစွေမမှန်မရောက်ဖြစ်အင်းရကလည်းမလျှောက်ဖြစ်ကိုစော်တယောက်သာမောဝါတမမှန်ရောက်တယ်။မောဝါတရင်ကို သူကပင်တဲတဲလာရင် မောဝဦးလေးကမောဝကိုမင်းကလေးတယောက်တည်းရန်ကုန်တွင်နေတာစိတ်မချအကြောင်းအိမ်အောင်ပြောစေခြင်းကြောင့်ပြောသည်လို့ဆိုတယ်။ဒီတော့လေမောဝစဉ်းစားရမယ့်သူမှာကိုစောပင်ဖြစ်နေပြန်တယ်။ကိုစောကိုမောဝလည်းချစ်နေပြီ။တနေ့တွင် ကိုစောကမိစွေရန်တရင်ကောင်ပါလာတယ်။မောဝကကိုစောချစ်ကို လက်ခံပြီလို့ဆိုတယ်။မိစွေတငယ်ချင်းဖြစ်ပြီးဂရီဝန်ခံချက်တွေတောင်းတယ်။လက်ထပ်ပြီးလေမိသွနေရမယ်။ အရက်အလွန်ကြုံမတော့ရအောင်ငါစုဘူးမပြုတ်ရလုံးဝမရက်ရမကျေနပ်လေအေးစစ်စစ်ဆွေးနေမယ်စရဲစရဲစာချုပ်ပါအချက်လက်များကများလာပြီစွာချစ်စကားကြိုက်စကားဆိုရမလားမှတ်ပါရနှစ်နိုင်ငံစာချုပ်ချုပ်တာကြံ့နေတာပဲလိုလားချက်တွေကြီးတောင်းဆိုနေတော့တာပဲဒါမှတော်ယုံကြတာရှင်သိလားကိုစော်တို့ယောက်ျားတွေကလည်းခုနေတော့ချစ်လာကြည်ရဲ့ဆိုပြီးနောက်တော့အရေးဆိုင်တော့တာမဟုတ်ဘူး ဖေရလောက်ကြတာဆရာဝန်ကိုမယူချင်ပါဘူးဆိုတော့မဝတရားအာမခံချက်တွေတပုံကြီးရယူလျက်ကိုစောအလို့စင်ဆရာဝန်ဖြစ်သိနေမှာပဲလက်ထပ်လိုက်ကြတယ်မကြီးတန်ကိုလည်းသူ့အိမ်ကယောက်ျားချပြီးပေးစားတယ်ရေးစားမရှိတော့မကြီးတန်တရားသူ့မိခင်ပြုသမျှနူရရှာတယ်ပြီးတော့သူရတဲ့ယောက်ျားကကြောင်းစရာကဲကောင်းရောရေမာတယောက်သာအပြောနဲ့အဟောညီစွာအကောင့်တွေပေါ်သွားခဲ့ပြီး တမျိုးရဲသားဆရာဝန်တူဦးနဲ့လက်ထပ်သွားတယ်။ကျောင်းတော်ကလုံးဝကြည်မရခဲ့ပါဆိုသူတူဦးကိုဆရာဝန်ဘွဲနဲ့ပြန်တွေ့တော့ကရီမာကကြည်ပါလေတော့တယ်။သို့သောရီမာကံကောင်းချည်တယ်။ဒူးနဲ့မျက်ရည်မတုံရသည့်အပြင်ဆရာဝန်ကချစ်လုံးလိုလိုက်လုံး၍ရီမာဘွားသည် အားကျစွေပင်ဖြစ်တယ်။ခက်သည်ကတော့မောက်ဝါ။ရန်ကုန်နဲ့နှစ်နှစ်နေပြီးကိုစောတာဝန်ကြရဘကူးမျိုးသူမောက်ဝါပါပြောင်းရွှေ့လိုက်သွားရတယ်။ ရန်ကုန်နေနေစဉ်ကတော့မဝနေမိဆွေမခွဲမခေါ်နေကြရသည်မို့တကယ်ချင်းနှစ်ယောက်ပြောလို့မဆုံးခဲ့ကိုစော်ကလည်းယောက်ျားပိပိဂရိတီတယ်မဝအလိုနဲ့စန့်ကြည့်၍ဘာကူမှမပြုခဲ့မဝစိတ်ချမ်းသာမှုကိုရှေ့ရှုံတယ်မဝအကြံပေးသမျှလိုက်နာတယ်မဝစကားကိုအလေးထားတယ်မဝအနေနဲ့ကစိုးပွားရမရှိပြီတာဟုတ်တခင်လင်ကိုဖျားလို့သဘောထားသူမင်းကလေး ကိုစောတီတာအတိကကိုစောတီတာတို့ဘွာကိုစောကိုမောဝါချက်တယ်ဇီစာကြောင့်တော့ကိုစောမိဘများကိုတက်အောင်ပေါင်းတယ်မိဆွေတွေမောဝါတို့အိမ်တော်ရေးကိုအားကြားမိတယ်မိဆွေတို့မှာငေချစ်စိုးတဲ့အတိုင်းအတူနေလင်တကြက်ချက်ကလေးရီလိုပဲလို့မောဝါကဆိုတယ်အမေဒီမိဆွေနဲ့မောဝါကို အနားမှာတွေးနေရ၍စိတ်ချမ်းမြေ့နေတယ်အမေသားများဒီတာဝန်အသီးသီးနဲ့ အမေနဲ့ဝေးရရောင်းနေကြပြီအမေအိမ်တော်ရည်သည်အစင်မပြေမိစွေတို့အဖေနဲ့မေကွဲနေသည်မှာကြာပြီမိစွေတို့ကို အမေကသာကျင်းဝေးပြုစုဆောက်ရှောက်ခဲ့ရတယ်ပညာသင်ပေးခဲ့ရတယ်မေမေတို့ငငယ်ကတိတ်ချကြခဲ့လို့အမေကအဖေနောက်ကိုခိုးရလိုက်ပြေးခဲ့တာဆိုလို့မိစွေကအစာဖော်ပေးလေအမေကမချီပြုံးပြုံးတတ်တယ်ချစ်တော့ကတော့ချစ်ခဲ့ကြတာပဲမယူခင်ကတော့အကောင်းပဲဟဲ့ စိတ်ချရွေးရခဲ့တာပဲယူပြီးမှမကောင်းတော့တာတော့ဘာမှမတတ်နိုင်ဘူးလို့အမေကညည်းတယ်ရခိုးတော့ဖေသည်အိမ်တော်ရှက်ဆက်ပင်ထူပေးပြီမဝါလိုပြောင်းကြရမယ်ဆိုတော့အမေစိတ်မကောင်းအိမ်တော်ရဲ့ကိုအစဉ်ပြေအောင်စူးစမ်းရင်အမေကမှားတယ်ဘကိုးတွေမဝါလိုအိမ်ငါးနေရတယ်အိမ်လားကဈေးကြည့်ပြီးတိုက်ခံအိမ်အောက်ထက်တစ်ထပ်ကို150ပေးရတယ်မဝါအနေနဲ့အိမ်ပြဈေးကြီးသောအိမ်ကိုမငားချင် အတန်အသင့်အလွန်ဆုံး60 90လောက်ပေးရသူအင်ကိုသာငားချင်နေသို့တော်ဒီတခါကိုစောစိတ်ကြောက်ကိုလိုက်ရောလိုက်ရတယ်ကိုစောကမိမိကိုပိုင်အိုးနဲ့အိမ်နဲ့တည်တံဖြစ်လာပြီမို့ကောင်းကောင်းမွန်မွန်နေချင်သည်လို့ဆိုတယ်ရခင်ကမိဘအိမ်တွင်နေခဲ့ရသည်ဖြစ်ရာအိမ်တော်ပရိဘောကတွေလည်းဘာမှမရှိသည်အိုးကပကံကဆအသက်ဝေရတယ်အိမ်တော်တည်ထူထောင်ရပြီတပြည့်ပြည့်နဲ့မောဟဩဇာရိုရဲတရရိုရဲလာတယ် မဝအရှုံးပေးရစာပြုတ်လာတယ်။သို့တော်မဝအရှုံးနိုင်သဘောမထားငြိမ်းစွာဆွေးနွေးလမ်းစဉ်ကိုကျင့်သုံးနေ။သို့တော်ကိုဇော်ကစာချုပ်ကိုဖောက်ပြစာပြုတ်ကြည့်ပြီ။ကိုဇော်လည်းဆရာဝန်တယောက်ဖြစ်လာပြီမဝ။ဒီမျိုးမှလည်းအပေါင်းအသင်းနဲ့ဖြစ်နေပြီ။အရင်ကအိမ်မနေသလိုကလေးရိလိုနေလို့မရတော့ဘူး။အိမ်နဲ့တူအောင်လူကြီးနဲ့တူအောင် နေမှဖြစ်မှာပေါ့။အိမ်မှာခန်းခန်းနားနားနေမှာလူကြီးနဲ့တူတာ မဟုတ်ပါဘူးကိုဇော်။ တဘောတော့ပြပြဝဝနဲ့လူကြီးဆက်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 နေထိုင်လူကြီးလူကောင်းပဲပေါ့မဝကကိုဒီကိုစော့ကို ချုပ်ကင်ခြင်းနှုံးပဲကိုကိုစော့စကားကဆွဆွဲဆန်ပါရင်မချိန်နှက်သည့်တဘောတဝင်နေမဝစိတ်တခိုင်းရတယ်ကိုစော့နင်းနေရောက်တယ်ခွဲနေရသည့်အခါကျမှအိမ်တော်ရေးလေးကိုစိတ်တိုင်းကြောင့်တိဆောက်လိုက်မယ်လို့အားခဲ့ခဲ့သောမဝရဲ့မျောလင်းချက်များလည်းကွဲပြောင်းခဲ့ရတယ်ကျေဝန်သောအိမ်တွင်မှာ ကိုစုံနဲ့မဝါအလန်းဝင်းနေရတယ်။မဝါကြောင်းမပြက်လာရင်ကိုစုံပြက်မြောက်တတ်သည်။ကိုစုံပြက်လာရင်အပေါင်းသေးများပါလာတတ်တယ်။တိတဲ့ဓမစားကမှစကားပြောတယ်။တောက်စားတယ်။အဲ့စင်များပြန်သွားရင်ကိုစုံချေပြက်လက်ပြက်အိပ်ပြက်တယ်။အားရများတယ်ပဲ။အိမ်မမနေနေပြန်လင်းလဲစာကြည့်ခန်းကမထွက်။အဆိုးဆုံးကတော့ကိုစုံအိမ်မဆေးကန်းဖွင့်နေတယ်လို့ဆိုတဲ့ကိစ္စပဲ။မဝါတော့ အိမ်ကိုအိမ်နဲ့တူအောင်ပဲနေကျင်နေအိမ်နဲ့မတူပဲစေးရုံနဲ့တူသွားမယ်လို့မောက်ဝါကဆိုချင်တာလားမဟုတ်ဘူးလေအိမ်ဆိုတာမိသားစုသဘောကိုပြောတာကိုစော်နဲ့မောက်ဝါကိုလို့ကိုအတိအထိလှုပ်တယ်ပြန်လာလို့နှစ်ယောက်ဆုံရမယ့်အချိန်မှာ ကိုစော်ကအလုံးစုံဝင်နေရမယ်ဆိုရင်မောက်ဝါတို့ရဲ့မိသားစုဘဝဆိုတာဘာမှရှိတော့မှာလဲစိတ်ကူးမရင်တော့မောက်ဝါ ကိုစော်တို့မှငွေလိုနေတာလဲမဟုတ်ပါအသိပဲဒါတော့ကိုစော်ကအထက်တန်းချက်ချက်နေချင်တာကိုတတရရက်နဲ့အတော်အသင့်ဆိုရင်မဟုတ်ပါတို့အေးအေးချက်ချက်နေနိုင်သားပဲကိုစော်လို့သမီးကိုမဟုတ်ပါမကြည်မနှက်ဖြစ်နေတာပဲဒီအင်္ဂါကလေးကမဟုတ်ပါမကြည်မနှက်ဖြစ်နေတာကိုစော်သိတာပဲယောက်ျားကိုနိုင်ကျင်တဲ့စိတ်လဲရှော့ပါအောင်မဟုတ်ပါမဟုတ်ပါစေတနာကိုကိုစော်မသိတာမဟုတ်ပါဝန်းနေလိုက်တာ အမှန်မင်မဟုတ်ပါစိတ်ထိခိုင်းရတယ်အိမ်အောင်တက်တန်းတွင် ပထမဆုံးအချိန်ဝမ်းနည်းဆောင်ငိုခဲ့ရတယ်။ဒီနောက်တွင်ကိုစော်သည်မဝါကိုစကားကောင်းကောင်းမပြောတော့အပြင်မှာစေကံဖွင့်တီကိုပဲမဝါကိုမပြောတော့ညာ9နာရီကျော်ခန့်မှာကိုစော်အိမ်ပြန်ရောက်တဲ့တွင်အရက်ကိုနေတိုင်းတောက်လာပြီးယောက်ျားတယောက်ကိုအရက်မတောက်ရဆက်လိတ်မတောက်ရလို့မဝါမတားမြစ်လို့အတိုင်းတာကန်တဲ့နေတော့တောက်စီခြင်းနဲ့ဆွဆွလန်းလန်းလုံလုံချွန်ချွန်ဖြစ်မိကိုတော့မဝါစိုးရိမ်နေသို့တော့မဝါမပြောရဲတော့ တနေ့တွင်ကိုစိုးအမေရောက်လာပြီးမဝါရူပြောင်းလာပြီးမှပရမာဆုံးချိန်လာခြင်းလည်းဖြစ်တယ်။လာရင်ကိစ္စကမူလစဉ်မမှန်ပို့နေကြတလန့်ငွေနေရာကိုသုံးလမြောက်မပို့ပဲနေတဲ့ကိစ္စကိုစိုးအမေရောက်လာချိန်တွင်ကိုစိုးပြန်မရောက်သေးမဝါကိုမေးရရင် မရင်မရာဖြေတော့အဖွားကြီးကအိတ်ရှိပစ္စည်းများကိုစစ်စစ်ဆက်ဆက်လိုက်ကြည့်တယ်။ဒလောင်များတဲ့ပစ္စည်းတွေဘယ်မှာဝယ်ရလဲလို့မေးတော့မဝါကကိုစိုးဝယ်ရပါပဲ။ မိုးကလည်းတိတ်မသိဘူးလို့ပြန်ဖြေလိုက်ပြီးငွေကိစ္စကိုပုံမှန်လေးလေးမြင်းမြန်းတည်တွင်လဲမိုးကခေါင်းခါရပြန်နေဝင်ငွေအားလုံးထဲမှငွေနေရာကိုမိုးကကိုယ်တိုင်ဖယ်ပြီးကိုစိုးလက်သူ့အပ်မြင်ကိုစိုးကိုယ်တိုင်စားတိုင်းမှာတော့ပို့မြင်မိုးကဘက်ကမှမပြောက်ခွက်ခဲ့ကိုစိုးမြည်စိုးဖြစ်စီမသိမိုးကမှဘူးတလုံးသာဆောင်နေရတော့တယ်ညီမလေးဘာမှကိုတိတယ်မရှိဘူးရောက်ကမကြီးကအပြစ်တင်နေကိုစိုးပြင်ရောက်တော့ ထုံးစံအတိုင်းမူလာပြီအဖွားကြီးနှကောင်းရှုပ်တယ်မဝါကိုဘလို့လဲဟုတော့ကြည်နေကြည်တယ်တဘောကတော့မဝါအတိန်သိမကောင်းလို့ပဲအိမ်မာနေတော့ကတော့ကိုစော်အရက်မတောက်တတ်နောက်နေ့မနေ့တွင်တားမင်းနဲ့ရောစကားပြောပြကြတယ်မဝါကဘာမှဝင်မဆွဘတ်ချီဇော့မငွေလိုနေလို့ပါမမေနောက်လာရကြရင်ပို့ပို့လိုက်ပါမယ်မင်းတို့မှာစေးတိုက်ကဝင်ငွေလဲရှိသေးတယ်မဟုတ်လားကိုစော်ကမဝါကိုကွက်ခနဲလှမ်းကြည့်ပြီး မဟုတ်ဝမျက်နှာပြက်သွားရပြီစေးလိုက်ဖွင့်တဲ့ကိစ္စမဟုတ်ဝခုမှသိရတယ်ဒါကိုပင်အဖွားကြီးကတလွဲတွေးတယ်အင်းငါသားလဲငါလက်ကလွတ်မှအတော်ပြောင်းလဲနေပြီပဲအဖွားကြီးကဒုနေမနှက်မှာပဲမနှက်စာပဲမစားပဲပြန်သွားတယ်မဟုတ်ဝဒုတိယချိန်ငိုရပြန်ပြီဒီနောက်တွေတော့ကိုစောကမောဝါကိုစေးတိုက်ကဝင်ငွေများပါအပ်တယ်ပထမတော့မောဝါလုံးဝလက်မခံလို့စိတ်ကူးမိသေးတယ် သို့သောအလျှော်ပေးသည့်အနေဖြင့်မဝါသိမ့်ပေးတယ်။တပြားတစ်ချံမှမယူမတော့ကိုစော်ကသာမကြမကြတောင်းရီတုံးနေ။တနေ့တွင်မူမဝါသိမ့်မခတ်နိုင်ဆုံးဖြစ်ရဖြစ်ပေါ်လာချေတယ်။ထိုနေ့ကမဝါကိုစော့စီကံသို့မလိုက်စဘူးလိုက်သွားပြီ။ဘာရဲတော့မဟုတ်ရောက်ဘူးတဲ့ရှိအောင်တွားချင်းသာဖြစ်တယ်။အစားကမူကိုစော့စီကံတွင် ကိုစော်တယောက်တည်းထိုင်နေတယ်နာ။ယခုတော့တယောက်တည်းမဟုတ်တခြားဆရာဝန်တယောက်နဲ့နှစ်ယောက်ဖြစ်တယ်။ ပြီးတော့ဆရာဝန်ကအမျိုးသမီးမဟုတ်ဟာသဝင်မထိုတတ်ပါသို့တော့မဟုတ်ဟာချစ်တတ်တယ်အသိငယ်စိတ်နှုတ်တယ်ကိုစုံနဲ့တဲဝက်ဆရာဝန်ကမဟုတ်ဟာကိုပြူပြူငငါဆက်ဆန်နေချိုချိုတတပြောတယ်ကိုစုံနဲ့လေပွင့်ဝင်လင်းလင်းပြောဆိုတယ်ရင်းနေနေနေထိုင်နေလက်ပွန်းတည်းဟုပဲစုံနိုင်နေကိုစုံနဲ့ရခုမတေးဆုံးများမဖြစ်တန်ရငေပေါင်းကြီးပေါ်ဖြစ်နိုင်နေမဟုတ်ဟာရဲ့မိကွန်းကိုကိုစောကအေးမကြီးတယ်လို့ခက်ရေးပင်ဖြေတယ် ကိုစိုးတို့ចောင်းလုံးကလေးကခင်ခဲ့ကြတာသူကဘကုမပဲနေတာလေစေကံဖွင့်မှုသူကပဲအကြံပေးတာသူ့ငွေနဲ့ရင်မီဖွင့်ရတာပေါ့ကိုစိုးကတခွန်းချင်းပြပြောပြရတယ်ဒါရီကိုစိုးကမောဟာကိုဘာမှလည်းပြောပြခဲ့ဘူးမောဟာမှာကိုစိုးအလို့ကိုစိတ်ဝင်စားပဲကိုစိုးမှာငွေရင်းနှီးမရှိပဲဘလို့လို့စေကံဖွင့်နိုင်မှာလဲမောဟာစဉ်းစားမိဖို့ကောင်းတယ်ထားပါတော့လေကိုစုံနဲ့အဲ့ဒီမျိုးသမီးကရောအတော်ရင်နှီးလို့လား မောဝါကတဝင်းတို့တံပောင်းစူးစား၍တံမပြစ်မေးပြီးသူနဲ့ကိုစောကချက်ခဲကြတာဘာရဲ့ကိုစောကိုစောကဘာမှထပ်မပြောကိုစောမူရကအေးဆက်ဆက်နိုင်လာတယ်အရင်တုန်းကပြေဝဖြူစင်သော ပြုံးနေကိုစောမြေကျင်လာခဲ့သောကိုစောဘလို့မြပြောင်းလဲသောသည်ကိုမောဝါမတွေ့တတ်မောဝါမယုံခြင်းကိုစောတို့ချက်ခဲ့ကြရတယ်ဆိုရင်လေဘာလို့မယူခဲ့ကြသလဲကိုစောရင်ဘာလို့မောဝါကိုလက်ထပ်ခဲ့သလဲ ြောစမ်းမကိုစောပြောစမ်းမမဝပြောရင်ငိုတန်ပါလာရင်မဝပြောရင်ငိုတန်ပါလာပြီမဝတကူလုံးတဆက်ဆက်တုံးလာတယ်ကိုစောတို့ချင်းအဆင်မပြေတော့မဝကိုချေးဆိုခဲ့မိတာအော်ခုတော့မဝကိုလက်ထပ်ပြီးမှကိုစောတို့ချင်းအဆင်ပြေသွားကြပြီဆိုပါတော့လीမင်းအရင်မဆွဆဲနဲ့မဝအခုကိုစောတို့အလွတ်လောက်နေတာရေရိုသားသားတတ်တတ်ရှင်းရှင်းပဲမဝကအတော်ရင်းနေခဲ့သလားဆိုလို့ကိုကပြောပြရတာ ကိုစိုးကဒေါသတကြီးပြန်អော်ပြီးအိမ်တော်ရုပ်ကိုစိတ်တိုင်းမချဖြစ်မှာမဟုတ်ဟာအစိုးရင်ဆိုဖြစ်ခဲ့တယ်ခုတော့ဒီစိုးရင်ပူပန်မှုက အန်နရင်ဖြစ်ခဲ့ပြီးကိုစိုးကမဟုတ်ဟာချက်တယ်ကိုစိုးနဲ့ရာသက်မှာရိုးမိကြပေါင်းသိမ့်လို့တယ်မဟုတ်ဟာရင်မှာ ကိုစိုးအမြင်ရှိစေချင်တယ်မဟုတ်ဟာနဲ့ကိုစိုးတို့အတွက်အစဉ်ပြေဆုံးအတားအယောင်ဆုံးသောအိမ်တော်တစ်ခုကိုတူထောင်ပြီးကိုစိုးကိုထာဝရဆန်နေစေချင်တာဒါတွေကိုကိုစိုးနားမလည်ခဲ့ပါလား နားလဲအောင်လဲမဝါမရှင်းပြတတ်တော့အင်းရသည်လာမြင်လာနေတယ်မဝါသည်အင်းလဲလဲအကိုငင်းမြငင်းနေပြီအဝတ်တွေစိုးနေတယ်အေးမိမပြန်ချစို့မိစေကချောသလိုပြောရင်ပြန်ရဟန်ပြင်တော့မိစေသားလေးအတွက်ကကံမောင်တစ်ယောက်ပြေးတက်လာပြီဖေဖေကပြောတယ်ဓမေမစားကြသေးဘူးလားတဲ့ကြည်စမ်းမိစေသားကတိတ်သက်တာပဲဖေဖေကမမေကိုခေါ်ခိုင်းလိုက်လို့လားဟုတ်တယ် ဖေဖေအောင်မှစောင့်နေတယ်။မောဝါကအတုတ်ကိုလက်တွဲပြီးကံမောင်မပြေးစင့်နေ။နွဲ့နဲ့ညှိုးနှဲနေခဲ့သောမောဝါမျက်နှာလေးသည်လန်းလန်းရှင်ရှင်ဖြစ်သွားပြီးအတုတ်နဲ့ပြေးစင့်သွားရင်ကလေးတယောက်ပေါ်မှာရှင်မြူးနေတယ်။အမေသည်မောဝါတို့ကိုထမင်းဝိုင်းနဲ့စောင့်နေတယ်။မောဝါရောက်လာသည့်အတွက်အမေဝမ်းသာနေတယ်။အမေသည်လည်းမိဆွေကဲသို့ဝင်မောဝါတယောက်တည်းရောက်လာသည့်အကြောင်းကိုဖွင့်မမေးရဲနေတယ်။မောဝါကသားနဲ့အဖော်လုံးရဲ့စကားပြောတယ် တာမေးသမျှပေါကရများကိုစိတ်ရှိလက်ရှိဖြည့်တယ်။မိစေကမဝကိုကြည့်ရင်တစုံတရာတွေးမိတယ်။မဝခလေးမရသေးဘူးလားယ်။မိစေကလှုပ်ကနေမေးမိပြီးမဝကောင်းကိုအတရင်မြရတယ်။မိစေတို့ဆရာဝန်ကြီးကိုစောကခလေးမလို့ခြင်းသေးဘူးတဲ့လီ။မိပြီးမှမိစေမျက်နှာပြက်သွားပြီ။တကယ်တော့မဝသည်တာသမီးတွေတလေကြီးနဲ့ပျော်စရာအတိတ်ပြီးတော့အိမ်တော်တစ်ခုကိုတိဆောက်မယ်လို့ကြုံဝါခဲ့သူတယောက်မဟုတ်လား။ အချိန်တန်တော့လေမဝါက သူတို့ဖြစ်ကိုမမေးဘဲနဲ့ပြောပြရတယ်။မဝါကတင်ကြဆရာပြပြီးသူ့ကိုတွဲယူတဲ့မိဆွေရဲ့မဝါကယဉ်ကျေးမရတဲ့အပြင်အဆုံးသတ်တယ်။မိဆွေကမှစိတ်ဆက်သူပြပြီးဒေါသဖြစ်ဆုံးဖြတ်တယ်။တွဲယူတဲ့တင်အစာကလေးကမယူနဲ့ပေါ့။အစာကတော့ကောင်းမိကောင်းလေးနဲ့အခုမှအစာဟောင်းနဲ့တွေ့လို့စိတ်ပြောင်းသွားတာပါ။ရန်ကုန်မှနေတော့ကအကောင်းပဲမဝါမပြတ်နဲ့ မိစေရိုးနယ်ပဲနေအမေကမူလူကြီးပြပြဆုံးမတယ်မိစေကိုစူတယ်ဟဲ့ကောင်မဘာလို့ဒီလိုပြောရသလဲတမီးမဟုတ်ဟာပြန်သာသွားလာခေါ်ရင်လည်းလိုက်သွားယောက်ျားဆိုတာဝဝပြထားရင်ပို့ဆုံးမပေါ့အိမ်တော်ရေးဆိုတာအစင်မပြေတော့ခဏပဲဒါကိုကိုကစိတ်လိုက်မှမလုပ်ရင်မဖြစ်သင့်တာဖြစ်လာရောအင်းအမေတော်ကလည်းဒီလိုပဲထင်ပါရဲ့အဖေရဲ့တော့ဒီကိုပြောမရရဲ့ စိတ်ဆိုးဆိုးနဲ့အိမ်မဆင်းလာပြီအဖေကလာခေါ်ပေမဲ့ပြန်မလိုက်ဒီလုံးနဲ့အဖေနဲ့အမေဝေးခဲ့ရတယ်ပြောတာပြောရတာအခုလေမဝရင်မပူလာပြီကိုစော်တယောက်မဝကို ပြန်နားလဲနိုင်ပါစေမဝကိုပြန်ခေါ်ပါစေလို့ဆုတောင်းမိတယ်တကယ်တော့မဝသည်အိမ်တော်ရုပ်ကိုစီမံကိန်းနဲ့အကွက်ချ၍တည်ဆောက်ခဲ့သည်တော့မှန်ပါတယ်သို့သောမဝစီမံကိန်းကအိမ်တော်သားရဲ့ တဟိုးဘော်တို့နားလဲခွင်းလို့ရင်ပျော်ရှင်ချမ်းမြေ့ရင်ပဲဖြစ်တယ်အင်းတကယ်တမ်းတွေ့ယူခဲ့တာကရီမာသူတို့အိမ်တော်ကြီးကြတော့လေအစင်ကိုပြေလို့ဟဲ့မိစေကကြီးတယ်အမေရဲ့ရှိတွင်တရပင်ကြီးကအုတ်ဆိုင်နေပြီတရသီးစိမ့်မြသည်တွေ့ရကြနေတယ်မောင်ဟာနဲ့မိစေကတရပင်အောင်တွင်တည်ဖြူခင်းမိထိုင်ကြတယ်အမေကတရသီးစိမ့်ကိုစိတ်၍လွန်မြိုင်နဲ့ငြူသီးမုတ်ဖြော်ကလာပေးတယ် အမေတည်သေးကဘာတည်းရလဲမောဝါကအမတ်မတင်မိမိတော့စိုက်တုံးကတော့တည်တည်ချာချာမချစ်စိုးသေးရဲ့အစီကိုချပြီးစိုက်ခဲ့တာပဲပေါက်လာတော့ဘာတည်းရမလဲမသိပါဘူးအီမောဝါဒီအမေစကားကိုနားထောင်ရင်တစုံတစ်ခုကို တွေးကတပြင်းချလိုက်မိလေတယ်နားစင်ကစားပေးတယ်တူတယောက်ချင်းစီကိုကျေးဇူးများအိတ်တင်ပါတယ်ရွှေလန်းချမ်းမြေ့ကြပါစေရှင်